င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်မြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေအကြဆယ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်သားအယောက်90ကျော်ကတော့အသီးသီးတိတ်ကုန်ကြပြီဖြစ်တဲ့ပြင်စစ်သားတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ကယန်းတွေကိုပါတော်လှန်ရေးတပ်တွေကတင်ကြီးရရှိထားတယ်ဆိုပါတယ်။ MG နဲ့ PDF တွေရဲ့ရမုံဝေရှာကမ်ပိန်းတွေကိုပြည်တွင်းပြည်ပကနေငွေကြေးလှူဒါန်းမှုတွေနဲ့ငွေကြေးစီးဆင်းမှုတွေမရှိအောင် PPCC စုံစမ်းဖော်ထုတ်အရေးယူရမယ်ဆိုပြီးစစ်ကောင်စီကအရေးပေါ်ညွန်ကြားလာပြန်တဲ့ဆိုတဲ့သတင်းပောင်းဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်မြို့နယ်မှာဂျပန်စစ်ကောင်စီတပ်နဲ့တော်လိုင်းအစ်တပ်တွေကြားဆယ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်သားအယောက်90ကျော်ကတော့အသီးသီးသေကုန်ကြပြီဖြစ်တဲ့ပြင်စစ်သားတွေရဲ့မပါအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေပါတင်းစီရရှိထားတယ်လို့ ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့ကစပြီးဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကအထိရှမ်းပြည်နယ်တောင်မတ်ရက်စောက်မြို့နယ်ကြောက်ကူဒေသမှာအချက်ပတ်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဆယ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေအတွင်းအချက်ပတ်စစ်ကောင်စီတပ်သားအယောက်90ကျော်ကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားတွေရဲ့မပါအလောက်တချို့ကိုပါရရှိထားသလို တို့စီကလက်နက်ခဲယမ်းချုပ်ကိုလည်းတင်းစီရရှိထားတယ်လို့တနုပြည်သူလွတ်မြောက်ရေးတပ်တော် DPL ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာလည်းအထိနာနေတဲ့အကြပ်စစ်ကောင်စီတပ်ကရှေ့ကိုဆက်မတိုးရဲတော့ပဲတက်နေတယ်လို့တိုက်ပွဲတွေဟာနှစ်ဖက်ဆိုင်ထားတဲ့အခြေအနေမှာရှိနေတဲ့အတွက်အဲ့ဒီတိုက်ပွဲဖြစ်ပွားရာဒေသကပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ဝေးဝေးကနေရှောင်ရှားသွားလာပြီးကြဖို့ကိုလည်းတနုပြည်သူလွတ်မြောက်ရေးတပ်တော် DPL ရဲ့တာဝန်ရှိသူတို့ကမြစ်တာရက်ခံထားပါသေးတယ်တိုက်ပွဲတွေ အတုံယုံသိနေကြတယ်စစ်ကောင်စီတပ်သားတွေရဲ့မသားလောင်းပုံတချို့ကိုတော့ရန်ကုန်ခစ်တည်ရဲ့ Telegram မှာတွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျာတဖက်မှာတော့အချက်ဖတ်စစ်ကောင်စီက UNG နဲ့ PDF တွေရဲ့ရမွေရှာကမ်ပိန်းတွေကိုပြည်တွင်းပြည်ပကနေငွေကြေးလှူဒန်းမှုတွေနဲ့ငွေကြေးစီးဆင်းမှုတွေမရှိအောင် PBCC စုံစမ်းဖော်ထုတ်အရေးယူရမယ်ဆိုပြီးအရေးပေါ်ညွှန်ကြားလာပြန်တယ်လို့နေပြည်တော်စစ်တပ်ဒီအရေးမြင့်ကရန်ကုန်ခစ်တည်ကိုပြောပါတယ်အခုရက်ပိုင်းမှာပဲ နေပြီးတော့စစ်ကောင်စီရုံးကနေထုတ်တဲ့အရေးပေါ်ညွန်ကြားချက်ထဲမှာထဲ့သွင်းညွန်ကြားလာပြန်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိ UNGN PDF အဖွဲ့တွေကရမုံငွေရှာကမ်ပိန်းတွေကိုခေါင်းစဉ်မျိုးစုံနဲ့လှုပ်ဆောင်နေကြတဲ့အကြောင်းနဲ့အဲ့ဒီမှာပြည်တွင်းပြည်ပကနေလှူဒန်းမှုတွေရှိနေတဲ့အတွက်ဘလို့နီလန်းတွေနဲ့လှူဒန်းနေကြသလဲဘယ်သူတွေကလှူဒန်းနေကြသလဲဆိုတာတွေကိုစုံစမ်းဖော်ထုတ်ရမယ်ဆိုပြီးညွန်ကြားထားပြန်တယ်လို့နေပြီးတော့စစ်တပ်တရင်ရှင်မြေကပြောထားပါတယ်လက်တလုံးမှာတော့ အယူဂျီရဲ့ຫນွေဥဖွင့်ပြိုးရေးဘဏ်ကနေပြုတ်လုတဲ့အိမ်ပြန်လှိုင်းသိအမီနဲ့ကမ်ပိန်းမှာဆိုရင်နိုဝင်ဘာလ15ရက်နေ့ကစတင်ပြီးတလမပြည့်ခင်မှာပဲလက်ရှိချိန်ထိအမေရိကန်ဒေါ်လာ73သန်းနီးပါးရရှိနေပြီဖြစ်တယ်လို့ຫນွေဥဖွင့်ပြိုးရေးဘဏ်ကနေထုတ်ပြန်ထားပါတယ်တစ်ဖက်မှာလည်းပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေကပါရမုံငွေရှာတဲ့ကမ်ပိန်းຫນွေကိုပုံစံမျိုးစုံနဲ့ဆောင်ရွက်နေရမှာဒေါ်လာရေးထီတွေမီလီယံတစ်ကက်ထီတွေနဲ့ကန်ဆမ်းမဲ့ရောင်းချတဲ့ရမုံငွေရှာဖွေမှုတွေလည်းပြုတ်လုနေကြပြီး အဲ့ဒီမှာပြည်သူတွေကအင်တိုက်အားတိုက်ပါဝင်နေကြတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖတ်စစ်ကောင်စီတပ်ကဒုတိယဗိုလ်မှူးကြီးအစင်ကနေဒူရဲမှုအစင်အထိအပါဝင်စစ်ကောင်စီတပ်သားစုစုပေါင်း485ဦးဟာအခုနှစ်17လအတွင်းမှာပဲတော်လိုင်းရေးတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့အမျိုးသားညီညွတ်အစိုးရအယူကြီးပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောပါတယ်ဒါကိုတော့အယူကြီးရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်လေးမြင်းဆောင်2024မှာ အယူကြီးပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောသွားတာပါလက်ရှိအမျိုးသားညီညွတ်အစိုးရအယူကြီးအနေနဲ့နိုင်ငံတော်ဆက်စင်ရေးတွေကိုတိုင်းသားမဟာမိတ်ပူးပေါင်းတက်တွေနဲ့အတူဆင်နွှဲနေသူတို့တစ်ဖက်မှာလည်းတွေးထက်တန်ယုံမှုနဲနိုင်သမျှနဲတဲ့နီးနဲ့စစ်ကောင်စီတပ်သားတွေအတွက်ပြည်သူရင်ခွင်ခိုလုံရေးအစီအစဉ်တွေကိုပါကော်မတီဖွဲ့စည်းပြီးအကောင့်ထဲပေါ်ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်အဲ့ဒီကော်မတီမှာဆိုရင်အခု2024ခုနှစ်17လအတွင်းမှာပဲ အကြံပေးစစ်ကောင်စီတပ်ကဒုတိယဗိုလ်မှူးကြီးအစင်ကနေဒူရဲမှုအစင်အထိအပါဝင်စစ်ကောင်စီတပ်သားစုစုပေါင်း485ဦးဟာဒေါ်လာရင်းတပ်တွေစီမှအလင်းဝင်ရောက်လာကြပြီးအဲ့ဒီထဲမှာစစ်မှုထမ်းတပ်သားအစ်33ဦးပါဝင်သလို၃နှစ်အတွင်းစရင်စရာအရဆိုရင်တော့စစ်ကောင်စီဘက်ကပြည်သူရင်ဝင်ခိုလုံပြီးအလင်းဝင်လာတဲ့သူတွေဟာစုစုပေါင်းအယောက်1000ဝဲဝင်းကျင်ရှိနေတဲ့အပြင်အဲ့လိုအလင်းဝင်လာတဲ့စစ်ကောင်စီဝင်တွေကိုလည်းလုံထုံးလုံနီးတွေနဲ့အညီ မြန်မာနိုင်ငံအစိုးရအင်ဂျီကနေကုညီထောက်ပံ့မှုတွေနဲ့လှုပ်ဆောင်ပေးလျက်ရှိနေပါတယ်လို့အင်ဂျီပြောရေးဆိုခွင့်ရှိသူဦးနေပွန်းလက်ကပြောထားပါတယ်ခင်ဗျာဒီတခါစကိုင်းတိုင်းပတ်မှာတော့ရွှေဘုံမြို့နယ်မှာရှိတဲ့ပလိုင်းဂျင်းရွာကစစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီတွေဟာအစာငတ်ပြတ်ပြီးရိတ်ခါရှာဖို့ထွက်လာတဲ့အချိန်အသက်ဆောင်နေတဲ့တော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ရာမှာစစ်ကောင်စီတပ်သား၃ဦးကတော့အသီးသီးထိတ်ကုန်ကြပြီလို့ ရက်စီမုံတိုင်းတောက်ကြတပွဲပလိုင်းပကဖိုင်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ6ရက်နေ့ကပဲရှေဘုံမြို့နယ်ပလိုင်းကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပူစော့ထီးတွေဟာအစာငတ်ပြက်ပြီးရိတ်ခါရှာဖို့ထွက်လာတဲ့အချိန်အသင်စောင့်နေတဲ့တော်လိုင်းအီပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတက်ခိုက်မှုအတွေ့စေကောင်းစီတတသုံးဦးကတော့နေရာမှာတင်ပြစ်လဲပြီးအသီးသီးတေကုန်ကြတဲ့အပြင်နောက်ထပ်တအူးကအပြင်းတန်တန်ရရသွားတယ်လို့လည်း ကက်စီမိုတိုင်းပျောက်ကြားတစ်ဖွက်ပလိုင်းပကဖိုင်တာဝန်ရှိသူတို့ကပျော့ထားပါတယ်ခင်ဗျတပ်ဖက်မှာတော့မကွေးတိုင်းအောင်လန်းမြို့နယ်မှာအချက်ဖက်စကောက်စီတက်ကလူငယ်တွေကိုစစ်မှုတန်းတပ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်နေတာဟာအချိန်နေဆိုးရွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်တရှိမကွေးတိုင်းကအောင်လန်းမြို့နယ်မှာညဘက်တွေဆိုမြို့ပတ်လမ်းတွေကနေစစ်ကောက်စီတပ်သားတွေနဲ့ရဲတွေဟာ၃ဘွဲ့၄ဘွဲ့ခွဲပြီး လူငယ်တွေကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုံနေရဆိုပါတယ်။ဒါအပြင်ခီးတဲ့တင်ကားတွေကိုပါတားပြီးကပ်ပေါ်မှာပါလာတဲ့ခီးသွားလူငယ်တွေကိုပါသူတို့စစ်မေးတာမဖြေနိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုံနေကြပြီ။အဲ့ဒီမှာသူတို့ကိုငွေပေးနိုင်ရင်ပြန်လွှတ်ပေးပေးမယ်။ငွေမပေးနိုင်တဲ့လူငယ်တွေကတော့ဖမ်းဆီးခံရဓာတ်တွေရှိနေသလိုလက်ရှိစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေကတဆင့်ဖမ်းဆီးခံရတဲ့လူငယ်တွေဟာတော်တော်ကိုများနေတဲ့အတွက်အချိန်လေးဆိုးရွားနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဒီတစ်ခါဆက်ချင်တာကတော့အကြံဖတ်စစ်ကောင်စီကနိုင်ငံပေါင်း16နိုင်ငံကိုမြန်မာလူထုမားတွေဆင်လွတ်နေရမှာစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံအပါဝင်နိုင်ငံအသစ်တွေကိုပါမြန်မာလူထုမားတွေဆင်လွတ်ဖို့လုပ်နေပြန်တယ်လို့စစ်ကောင်စီရဲ့လူထုမားဝင်ကြီးဌာနတင်ပြရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိအကြံဖတ်စစ်ကောင်စီကမလေးရှားဂျပန်စင်ကာပူထိုင်းကာတာ UAE စတဲ့နိုင်ငံတွေအပါဝင်နိုင်ငံပေါင်း16နိုင်ငံကိုမြန်မာလူထုမားတွေဆင်လွတ်နေရမှာ အခုကမှာတော့စစ်ဖြစ်နေတဲ့ရုရှားနိုင်ငံအပအဝင်မြန်မာထက်ဖွင့်ပြိုးမှုနောက်ကျခဲ့တဲ့လာအိုနိုင်ငံကိုပါမြန်မာအလို့သမားတွေတောက်လျှောက်လှုပ်ဖို့လုပ်နေတယ်ဆိုပါတယ်လက်တလောစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံအတွက်မြန်မာအလို့သမားတွေကိုတော့မကြခင်စစ်ကောင်စီကစေလွတ်တော့မှဖြစ်တယ်လို့လေစစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနတည်င်းအရေးမြစ်ကပြောထားသလိုလက်ရှိရုရှားနိုင်ငံသားတွေကတော့သူတို့နိုင်ငံမှာစစ်ဖြစ်နေတဲ့အတွက်စစ်မှုမထမ်းမနေရအမိန့်ကြောင့်ပါစစ်တိုက်နေရဒါတွေတချို့စစ်မှုမထမ်းနေတဲ့ရုရှားနိုင်ငံသားတွေကလည်းတခြားနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်နေကြတာတွေကြောင့် ရုရှားနိုင်ငံရဲ့စောက်လို့ရေးစိုက်ပျိုးရေးလုပ်ငန်းခွင်တွေအတွက်မြန်မာလူသမားတွေခေါ်ယူဖို့လှုပ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ